အလုံးမင်္ဂလာပါနော်ဒီနေ့ကတော့အင်ကုတ်တုံမှာလာရှိတဲ့ကိမီလာသုတ်ကိုမျက်ဝေမှာဖြစ်ပါတယ်နော်ဒီသုတ်တော်မှာဆိုရင်ကိမီလာသုတ်ဆိုတာကနော်အာဒီအရှိကိမီလာကမြတ်စွာဘုရားကိုရှောက်ထားတဲ့သုတ်ပေါ့နော်အရှိကိမီလာကမြတ်စွာဘုရားကိုဘယ်လိုရှောက်လဲဆိုတော့မြတ်စွာဘုရားပြိနိဗ္ဗာန်ပြုတ်သွားတဲ့အခါမှာတဲ့နော် မြတ်စွာဘုရားပရိနိဗ္ဗာန်ပြုသွားပြီဆိုရည်ပေါ့နော်တိတသနာကြီးဒီသူတော်ကောင်းတရားနေအကြံကြီးပေါ့နော်ရေရှိတိတအောင်အော်ရေရှိတိတအောင်ရေရှိတိတနာမည်အကြောင်းလေးရေရှိမတိတတဲ့အကြောင်းလေးအဲ့ဒါလေးကိုမင်းရှောင်းတာပေါ့နော်မြတ်စွာဘုရားတဲ့မြတ်စွာဘုရားပရိနိဗ္ဗာန်ရှင်သွားတဲ့အခါမှာเนาะပရိနိဗ္ဗာန်ပြုတဲ့အခါမှာအဲ့ဒီနောက်ဘက်မှာဆိုတိတသနာတော်မှာ သူတော်ကောင်းတရားတွေဂျမစ်ဆိုတာမတည်နိုင်တဲ့အကြောင်းလေးရှိလားဂျမစ်ဆိုတာတည်နေတဲ့အကြောင်းလေးရှိလားပြောချင်တာကဒီသာသနာတော်ကြီးပေါ့နော်အာဒီသာသနာကြီးဘယ်လိုဒီရှိတည်ဖို့နော်ဒီသာသနာကြီးဆွတ်ရုပ်ဖို့ဆိုရင်ဘယ်လိုအကြောင်းတွေဘယ်လိုအကြောင်းတွေရှိနေမလဲပေါ့နော်ဘယ်လိုအကြောင်းတွေရှိနေမလဲဆိုတော့အဲ့ဒါအရှိကိမလကမြတ်စွာဘုရားကိုရှော့တော့မြတ်စွာဘုရားကတဲ့ဒီပါနော် မြတ်စွာဘုရားနဲ့ယုံတည်တော်မှုမရှိကြကုန်မူရဲ့နေကြ၏ပြောကြတာကယုံတည်မှုတွေရှိတယ်လူတွေမှာယုံတည်လေးစားမှုဆိုတာရှိတယ်ပေါ့နော်အာမြတ်စွာဘုရားပေါ်မှာယုံတည်တယ်နော်ဘုဒ္ဓခါရဝအဲ့လိုပြောတာနော်မြတ်စွာဘုရားပေါ်မှာယုံတည်တယ်တရားပေါ်မှာယုံတည်တယ်တန်ခါပေါ်မှာယုံတည်တယ်သီလသိက္ခာကိုယ်ကျင့်တရားတွေအပေါ်မှာယုံတည်တယ်နော်နော်အခြေခြေပေါ်မှာလည်းယုံတည်လေးစားကြတယ် နော်အာ၅ချက်ပေါ့နော်ဒီတုတ်မှာ၅ချက်နော်ရှိသေးတယ်နော်နော်ရှိသေးတယ်ဒီတုတ်မှာက၅ချက်ဘာလဲဆိုရင်မြတ်စွာဘုရားအပေါ်မှာယုတ်တိလေးစားမှုရှိတယ်တရားအပေါ်မှာယုတ်တိလေးစားမှုရှိတယ်တန်ခါးဒီအပေါ်မှာယုတ်တိလေးမြတ်ယုတ်တိလေးစားမှုရှိတယ်ကိုจิตတရားတိလအပေါ်မှာယုတ်တိလေးစားမှုရှိတယ်နော်နော်အခြေခြေယုတ်တိလေးစားမှုရှိတယ်နော်တခြားတုတ်တွေတော့မပြောတော့လောဆက်ဒီတုတ်နဲ့ပဲပြောတော့မယ် ဒီတရားနေကိုจิตသုံးမဲ့ဆိုရင်ဒီတဒနာကြီးဒီတာပြပွားနေမယ်ရေရှိတီမှာပေါ့နော်ဒီသူတော်ဘောတရားတွေမြတ်ဗုဒ္ဓရဲ့တရားတွေရေရှိတီတာမယ်တဒနာကြီးရေရှိတီမယ်နော်တကယ်လို့ဒီအချက်တွေကိုမလိုက်နာဘူးဆိုရင်နော်မလိုက်နာဘူးဆိုရင်ဒီတဒနာကြီးနော်ဆွေရတာအများလေးမယ်တိုးတောင်းမှာပေါ့နော်ဒီသူတော်ဘောတရားတွေ ကြံမြစ်စွာမတည်နိုင်ဘူးအဲ့ဒါပြောတာနော်နပါတ်၁ဖះနဲ့ယူတည်ယူတည်ချေတော့ဖះနဲ့ယူတည်ဆိုတော့ဟာအရှင်ဖះဖះမှမရှိတော့တာဖះနဲ့ယူတည်တာဘယ်လိုကြီးလဲမြတ်စွာဘုရားရဲ့မှာမဟုတ်မြတ်စွာဘုရားယူရှိမှပြီးတော့ထုလုပ်တဲ့ပြဘောကစီတီရှိတယ်เนาะမြတ်စွာဘုရားကို ကိုးစားပြုတဲ့စီတီပထိုးတွေရှိတယ်သာသနာရေး နော်ဘာသာရေးအထစ်မြတ်အထုတ်မြတ်နေရာတွေရှိတယ်အဲ့ဒါလေးစားမြတ်နိုးရတဲ့နေရာတွေနော်လေးစားမြတ်နိုးရတဲ့နေရာတွေအဲ့ဒီနေရာတွေမှာနော်မယုံမသိမလုပ်ရဘူးဥမာကြောင်းသွားတယ်ဆိုလဲဘယ်လိုဝို့ရမှာဘယ်လိုစားရမလဲဘယ်လိုနေထိုင်ရမလဲနော်ဖျားသွားရင်ဘယ်လိုနေထိုင်ရမလဲဘယ်လိုပြောရမလဲနော်ဖျားသွားတဲ့အခါမှာဥမာစီတီတွေဖျားတွေဘာတွေသွားဖူးတယ်နော်ဖျားကို ဖူရင်ဖေယဖူတာနဲ့တူတော့လောရတယ်เนาะဖေယဖူနဲ့လည်းမတူတာဘာမတူတာဘယ်လိုလဲဆိုတော့အဲ့လိုမျိုးပေါ့နော်ဖေယပုံမှာဖနာစီကြတို့ထီဆောင်းတာတို့အဲ့ဒါတွေကအာမယုတ်တရားရောက်သွားပြီအခါတော့ဖြစ်သွားပြီเนาะအဲတိတာခွေပြုတ်ချက်ပေါ့နော်ခေကာလအနေထားရတိတာခွေပြုတ်ချက်ဆိုတော့တမျိုးဒါတော့တမျိုးပေါ့နော်ဒါတော့တမျိုးဖြစ်မယ်အဲ့လိုမှမဟုတ်ဘဲနဲ့ဒီလိုမျိုးတမ်းမြစ်ထားတဲ့နေရာ နော်ဖះကိုဖះကိုလာလို့ဆိုရင်ဘယ်လိုယူသည်လေးစားမှုရှိရမယ်လို့တတ်မှတ်ထားတဲ့နေရာမှာဖဏတွေရှိတယ်နော်နောက်ပြီးတော့အဲ့မှာပေါကရတဲ့စကားတွေပြောတဲ့အရင်မြအဖမရတဲ့အေးအဲ့ဒါတွေကဗုဒ္ဓအခါဘဝတွေပဲနော်မြစွာဖះကိုတရေမယူမတင်မလေးမစားအဲ့လိုထိကြည်စံမလို့နော်အဲ့ဒီဖះရဲ့ကိုစားဖြစ်တဲ့ဖះရဲ့နော်ပရိဘောဂဖြစ်တဲ့နော်ဖះရဲ့ယုတ်ဘွားတော်တွေ ပြောချင်တာအဲ့လိုပဲစီတီပထိုးတွေဖျားရုပ်ပွားတော်တွေတာသနာရေးဆိုင်ရာဌာနတွေမှာအနေအားတွေမှာအဲ့သွားတဲ့ခါမှာယုံတည်မှုရှိရတာပေါ့ယုံတည်မှုရှိရတယ်နော်အဲ့ယုံတည်မှုမရှိဘူးဆိုရင်ဒါကအာဒါဗုဒ္ဓအကရဝဖြစ်သွားပြီယုံတည်မှုရှိတော့ဗုဒ္ဓကာရဝပေါ့နော်ယုံတည်မှုမရှိဗုဒ္ဓအကရဝပြောချင်တာကအဲ့ဒီနေရာရောက်လို့ဆိုရင်ဖျားသွားရဲ့ဖျားသွားတာတက်တူရောလောရဟုတ်လားမဟုတ်လားကြည်လိုက်လေနော်စီတီပထိုးဖျားတွေသွားတဲ့ခါမှာဖျား ။သွားကတော့တာနဲ့မတူတော့ဘူးဖေးရဲ့လက်ဖြစ်သွားပြီးအပျော်ပါထွက်တဲ့အဆိပ်ဖြစ်သွားပြီ။အဲ့လိုအဆိပ်တွေဖြစ်နေတယ်ဒါတရားဆုတ်ယုတ်လာတာပဲနော်။ဆုတ်ယုတ်လာတာပဲ။ဖယားကိုသွားရင်ဖယားမီလက်တာနဲ့စစ်ကြည့်လေနေရမယ်။စစ်ကြည့်လေရမ်းစစ်ကြည့်လေနေရမယ်။အခုကဘယ်လိုဖြစ်နေလဲ။ဖယားရောက်လာနဲ့စဉ်းညင်နေရတယ်။ဟိုဘက်အဆူလဲဒီဘက်အဆူလဲနော်။အာဟိုဘက်အော်လဲဒီဘက်အော်လဲ ਨੇ ပြောချင်တာကဖယားရဲ့နေရာကတိတ်ဆိတ်တာမဖြစ်ဘဲနဲ့ เนาะลาสุลาลีขวะလို့မျိုးสุญญาปุญญาနေဖြစ်သွားပြီအဲ့ဒါတွေအကာရဝဖြစ်တယ်เนาะအကာရဝဖြစ်တယ်ဓမ္မအကာရဝလည်းเนาะအဲ့လိုပဲမနော်ဓမ္မအကာရဝတွေရှိတယ်တန်ခါအကာရဝတွေရှိတယ်เนาะတန်ခါအကာရဝတွေရှိတယ်ပြောချင်တာကတန်ခါတွေပေါ်မှာအာမယိုလေးစားမှုပြုတာเนาะတခြားပုံစံတွေလည်းရှိပါတယ်เนาะအာเนาะတခြားပုံစံတွေလည်းရှိပါတယ်မြတ်စွာဘုရားတရားတွေကို လီမစားလောက်တာတွေနောက်တစ်ခုရှိတာဒီမှာတိလသိက္ခာနဲ့ယုတ်တင်မှုပဲကိုจิตတရားကိုနော်ဘာဖြစ်လို့ကိုจิตတရားကိုအလင်းမထားတော့ဘူးနော်တိလသိက္ခာနဲ့ယုတ်တင်မှုဒါကိုจิตသိက္ခာနဲ့ဆက်သွားပြီကိုจิตတရားကိုအလင်းမထားတော့ဘူးပေါ့နော်ကိုจิตတရားကိုအလင်းမထားတော့ဘူးလူဆိုတာကိုจิตတရားကိုစောက်ထည့်ရတယ်အဲ public ethic တွေရှိရတယ် private ethic တွေရှိရတယ်နော်အများညာတိလဆိုတာကဟိုသူ့အတ္တမေတ္တာယသူ့ဥစ္စာမခိုးရအဲ့လောက်ထိ နော်အဲ့ဒါကြီးလည်းပါတယ်ဒါပေမဲ့အဲ့ဒါတွေမကဘူးလူမှုဝိုးချေမှနေတဲ့ခါမှာလူမှုဝိုးချေကစီမီစီကတွေလက်နာတော့မဖင်းနေငါတော့ပဲလို့နေရတယ်နော်ဘယ်နေရာတော့ပဲလို့နေရပဲဌာနတော့ပဲလို့နေရလဲနော်အဲအဲ့လိုဟာလေးတွေပေါ့နော်အာဒီလာတိတ်ခါပေါ့ကိုယ့်ရဲ့ကိုယ်ချစ်တရားကိုလည်းစောင့်ထရတယ်ကိုယ်ချစ်တရားကိုကိုယ်ချစ်တရားကိုလွတ်လွတ်နဲ့ဖြတ်ကြတယ်လေအခုကကိုယ်ချစ်တရားကိုလွတ်လွတ်နဲ့ဖြတ်ကြတယ်နော်ငါလှုပ်တာဘုသူ့ထိခဲ့လဲဟုတ်လားအဲ့လိုပုံစံနဲ့ပေါ့နော် ငါငါငါခါတော့ငါပိုင်လို့ငါလှုပ်ချစ်တာလှုပ်တာနော်ကိုจิตတရားကိုမဆောင်ရှိတော့ဘူးပေါ့နော်ပြောချင်တာကတိလသက်ခံလိုက်ယုံတင်မှုမရှိချေနော်နော်အာဥပ္ပိုလ်ဆောက်တဲ့လူကိုမဲဥပ္ပိုလ်ဆောက်တော့ဘာထူးမှလဲနော်ဘာမထူးပါဘူးအဲ့လိုတွေပေါ့နော်ပြောချင်တာကကိုจิตတိလကိုจิตတရားပေါ်မှာ ကိုจิตတိလာတရားတွေပေါ့နော်ကိုจิตတရားတွေကိုမဆောင်ရှိချေတော့ဘောဗျာနော်ဘယ်လိုပြောရမလဲဆိုရင်မဆောင်ရှိချေတော့ဘူးဒါကအာသိက္ခာနော်အာတိလာသိက္ခာအကာရဝဖြစ်တာပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့အခြေချင်းယူတည်မှုတဲ့နော်တိလာသိက္ခာကြတော့ကိုနဲ့ဆဲတယ်ပေါ့နော်ကိုနဲ့ဆဲတယ်အခြေချင်းယူတည်မှုကြတော့အပြန်လာပေါ့နော် mutual respect ဆိုတာရှိ mutual respect ဆိုတာရှိတယ် ကိုကဒီလာတိတ်ခါတယ်ဘယ်တော့ပဲကောင်းကောင်းအဲ့လို mutual respect ဆိုတော့အပြာလာလေးစားလက်နာမှုမရှိဘူးဆိုရင်လည်းအဲအဲ့ဒါကပြဿနာတစ်မျိုးပဲเนาะထားပါတော့လူတယောက်ကနေ့စဉ်ပြေပထားနေရုပ်ကြတယ်ဖူးကြီးပဲဖြစ်ဖြစ်ပေါ့เนาะဘာသာရေးလက်စားတဲ့လူပြေပထားနေရုပ်ကြတယ်တရားတွေနားတယ်ဒါပေမဲ့အပြာလာလေးစားမှုဆိုတာကမရှိဘူးတဘာပေါ်မှာငှက်ညာမှုဆိုတာမရှိဘူးဥမာဒီမှာပထားနေရုပ်ကြတယ်ပြေတွေရုပ်ကြတယ်เนาะ အပီထွက်လာတာနဲ့ခွေးကိုခဲနဲ့ပေါက်လိုက်တယ်အော်ရှိပထမတဲ့ပရိတ်တွေယုတ်လိုက်တာကုသူတွေလှုပ်လိုက်တာเนาะနောက်ဟိုဘက်ဟိုဘက်အင်းနေဟိုလာရပြည့်ပြီเนาะရပြည့်တော့မှကိုကအာကိုအနေကြစ်ခါလိုက်တမျိုးပေါ့မဟုတ်ဘဲနဲ့လွားမိုးတဲ့ပုံစံတချို့တွေကအဲမာနတွေမာနေရောက်နေတယ်ပေါ့เนาะမာနေရောက်နေတယ်ကုသူကိုအမိပြုပြီးတော့အကုသူတွေဖြည့်တယ်မာနေနှစ်ထည့်ရောက်နေတယ်เนาะငါကုသူတွေအများကြီးလှုပ်နေတာငါဒီလူတွေကငါ့ကိုနောက်ဆက်နေတာเนาะ ငါသာဒီလူတွေကဘာမှဟောပါဘောနော်အချင်းမအဖမရတဲ့လူတွေတခါတလေကျမာနေမာနတွေနောက်ကိုကိုအထီချင်းမှုတွေဝင်ရောက်တာလေအဲ့ဒါတတိထားပါဘောနော်ကုသိုလ်လုပ်တဲ့လူတွေနော်ငါနော်ပရိပထာတွေယုတ်နေတာကုသိုလ်လုပ်နေတာဘုသူ့မှာကိုယူဆက်ဆရာမလို့ဘူးငါဆိုပြီးတော့လှုပ်ချတာတွေလှုပ်မိတာတယ်နော်အဲလှုပ်ချတာလှုပ်မိတဲ့အတွက် public တွေထိခဲ့တာတွေပါလေရှိတယ် public လူအသံဝင်လေးတွေလူအဖွဲ့အစည်းတွေအဲအဲ့ဒါထိခဲ့တာတွေရှိတယ်အဲ့ဒါတွေကိုလည်းစိတ်ချရမှာပေါ့နော် ဲ့ဒါလေးလက်ဆစ်ချရမယ်အဓိကတော့အခြေခြေယူတည်မှုเนาะအာယူုံသွားတဲ့အခါမှာလူကြီးနဲ့လူငယ်ဆရာနဲ့တပည့်မိဘနဲ့တာသမီးစကမ်းကြောက်ရင်အပြားလာယူတည်မှုဆိုတာရှိရတယ်เนาะမိတ်ဆွေခြေခြေเนาะမေတ္တာပို့ထမပါတယ်ပါလဲကြီးသူယူတည်ငယ်သူတနာအရွယ်သူလေးစားเนาะလေးစားမှုရှိရတယ်ဗောနော်ဒါရောက်ကလေးစားမှုနဲ့ပြောတာကိုတယောက်ကလေးစားမှုနဲ့တုတ်ပြရတယ် ဒါဆိုရင်အပြအဝါပေါ့ပฏิပက္ခတွေမဖြစ်ဘူးပေါ့နော်ဂျာမန်နော်ပฏิပက္ခတွေမဖြစ်ဘူးအဲ့လိုများမဟုတ်ဘူးဆိုရင်တယောက်ကလေးစားမှုပြုတယ်တယောက်ကအာလေးစားမှုမရှိဘူးဆိုရင်လည်းပြဿနာဖြစ်တယ်ဂျာတာမပြောနဲ့ထားပါတော့အလုသမားတွေအေးနော်အခားတွေပါလေငားနေတယ်တယောက်ကအသက်သားရရနေတယ်လေးလေးစားနေနေပြီမဲ့တယောက်က လေးစားမှုမရှိဘူးဥမာအရက်တော့ပြီးတော့တောင်းကြလာတော့ပါတော့တယောက်တခြားလူကိုရရှာလာတော့ အဲလေးစားမှုမရှိဘူးနော်အပြာလာလေးစားမှုရှိရမှာပေါ့နော်ဥမာဆေးရနဲ့တကဖူးကြီးနဲ့တကနော်ဖူးကြီးကလည်းအဲကိုယ်ယူသေးတဲ့တကလေကိုယ်ယူသေးတဲ့တပြည့်လေးဆိုပြီးတော့လဲဖြီးပြီးတော့ပြောတာလေအဲ့လိုမလို့ရဘူးနော်ရေရှိကြကြရတယ်လူတွေကမခနိုင်ဘူးလူဆိုတာကနော်အာတချို့ကတော့ကိုယ်ဆေးရအနေနဲ့လေးစားတယ်ဒါပေမဲ့အဲ့လိုဖြစ်နေပြောတဲ့အခါမှာ နော်ဒီကလူကတခါကျခလေးမဟုတ်တော့ဘူးလူကြီးအတိရောက်နေပြီလူကြီးအတိရောက်နေပြီအဲလူကိုခလေးတယောက်လိုဆက်ဆာရယ်ဆိုပြီးသူ့မှာလဲဂုံသိက္ခာမဲ့အရာထိခဲ့တယ်အပြာလာလေးစားမှုရှိပါပြောချင်တာကနော်ဗုဒ္ဓအခါရဝနော်ဓမ္မအခါရဝသံဃအခါရဝအဲ့ဒီအပေါ်မှာကာရဝတရားထားမယ်ထားရမယ်နော်မထားရင်မရဘူးနောက်တစ်ခါတိလသက္ခာကုจิตတရားတွေကိုဆောက်ရှိဖို့လဲအာယုဆက်ကြပါနော်နောက်တစ်ခါ အာဘာလဲအပြလာလေးစားမှုပေါ့နော်အချစ်ချေးရုပ်တည်မှုအပြလာလေးစားမှုအဲ့ဒါကအရေးအဲ့ဒါလည်းအရေးကြီးတယ်တော်တော်အရေးကြီးတယ်နေရတဲ့နေရနေတဲ့အခါမှာကိုယ်ကကိုယ်တော့စက်တလို့နေလို့ရတယ်ဒါပေမဲ့အများနဲ့တွေ့လာပြီးဆုံလာပြီးနေရပြီးပေါင်းသိဆက်စားပြီးဆိုအပြလာလေးစားမှုလေးတွေပေါ့တတ်နေတယ်လို့ထုတ်ရတယ်တတ်နေတယ်လို့ပြရပေါ့နော်တကယ်လို့ကြုံလာပြီးဆိုရင်ကိုကိုက ထားပါတော့လောဘကြီးတဲ့လူဒေါသကြီးတဲ့လူဘယ်လိုမောဟကြီးတဲ့လူဘယ်လိုပဲဖြစ်ဖြစ်ပါတပတ်သူနဲ့ဆက်စားတဲ့အခါမှာတော့လေးစားမှုတွေအနေနဲ့ဆက်စားတာပေါ့နော်ဆက်စားတယ်ပေါ့နော်တခါကြရဲ့တွေ့တယ်မလားအဖူးကြီးကြောက်နေမှာဆိုရင်ဒါသဘောပြောတာနော်အာလူစိတ်သူစိတ်ရောက်ပြီးတခါလေးများပြီးဆိုရင်ဖူးကြီးကဟိုចောင်းသားတွေကိုဆူလဲကိုကြီးတွေကိုဆူလဲအဲ့ဒါတွေကမကောင်းနော်အဲ့ဒါတွေကမကောင်းမိဘနဲ့တာသမီဆိုလဲအဲ့လိုပဲ ဆရာအနေတပြည့်တွေလည်းအဲ့လိုပဲเนาะလူစိတ်သူစိတ်ဆိုရပါပြီလေပို့ပြီးတော့ငားမာတာပေါ့အဲ့လိုပြောတော့ငားမာတယ်ဒီကောင်ကြီးကဟိုနယ်ပြင်းတုံးလေးတွေဘာမှတုံးဟိုပါပေါ့အနားမထောက်ဒါပေမဲ့အဲ့ဒီချိန်မှာပတ်ဝုတ်ကြည့်မိတာကဒီဖူးကြဒေါသကြီးတယ်ပတ်ဝုတ်ကြည့်နော်အာဒေါသကြီးတာပေါ့နော်ဒီဟိုပါပေါ့ဒီလူကြီးကဒေါသကြီးတယ်ဒီဆရာကဒေါသကြီးတယ်နော်ဟိုဆရာဖြစ်ပြီးတော့လူကြီးဖြစ်ပြီးတော့ဖူးကြီးဖြစ်ပြီးတော့မေတ္တာကရုဏာတွေအားနည်းတယ် အာအဲ့လိုပထမဆုံးအဲ့လိုမြည်တာနော်အပြည့်လုံးမြည်တဲ့ကလေးကိုအဲ့လိုမြည်မှာမဟုတ်ဘူးနော်အဲ့ဒါကြောင့်အပြန်လာလေးစားမှုလေးတွေကိုနော်အော်ပြပနေရမှာပဲဖြစ်ဖြစ်ပပလိနေရမှာပဲဖြစ်ဖြစ်ပေါ့နော်အဲထားပါလို့နော်ကဲဒီနေ့ပြောတာကကီမီလာတုပ်နော်ဒီနေ့ဒီနေ့ဦးစိုးမြောက်ဝေပြတာကကီမီလာတုပ်နော်မြတ်စွာဘုရားပြိဋိဘပြုတ်သွားပြီးတဲ့နောက်မှာသာသနာ တီချောင်းမတီချောင်းတွေကိုပြတယ်မြတ်စွာဘုရားရဲ့သာသနာသူတော်ကောတရားတွေတီချောင်းမတီချောင်းရေရှိတီတာရေရှိမတီတာတာရှိတယ်အဲ့ဒါဘယ်လိုအကြောင်းချက်တွေလဲဆိုရင်အဲ့လိုပဲဖေယံတရားကံကယတနာသောဘပုံမှာလေးစားမှုတွေမရှိတော့ဘူးဆိုရင်နော်အဲ့ဒါတွေကလည်းမတီတာဘူးသူတော်ကောတရားတွေနော်နောက်တစ်ခါကိုจิตတရားတွေကိုမထိန်သေးတော့ဘူးဆိုရင်မတီတာဘူးနော်လှုပ်ချတာလှုပ်တယ်လေကိုจิตတရားမထိန်သေးတော့အသချတာတာတယ်ဖြတ်ချတာဖြတ်တယ် မြည်တဲ့အတိုင်းပဲเนาะနောက်တစ်ခါအခြေခြေလေးစားမှုเนาะအပြာလာလေးစားမှုပေါ့เนาะဒီတရားတွေကိုဒီအချက်တွေကိုလက်နာမယ်ဆိုပြီးတော့တဲ့သူတော်ကောင်းတရားတွေကစီပေတိုးတက်ပြတ်ပွားနေဥမှာပါเนาะဒီချက်တွေကိုမလက်နာဘူးဆိုရင်တော့သူတော်ခေါတရားတွေကဆွေယုတ်ပြည့်စီပြီးတော့မြတ်စွာဘုရားရဲ့မြတ်စွာဘုရားရဲ့တာသနာကလည်းတူတောင်းနေမှာဖြစ်ပါတယ်ရည်ရှိမတည်တာဘူးပေါ့နော်အဲဒါကြောင့်အားလုံးဒီအချက်လက်လေးတွေကို ယူယိုတေတေနိုင်ယူမတ်တိုင်းပြီးတော့နော်ခြေသုံးနေပါစေမြတ်ဗုဒ္ဓရဲ့သာသနာတော်တိရေစေတီတာောစားဆောင်နေကြပါစေလို့ဦးစီတို့အာမေတ္တာပို့ပေးပါတယ်နော်အားလုံးကျမ်းမာချလာကြပါစေ